ဒီနေ့က page maker အနေပြီးတော့ PDF ပြောင်းတာလေနော်အဲ့ page maker software ကြီး Microsoft Word ကနေ PDF တွေပြောင်းလေဒါဆိုအောက်မှာ extension ကနေတန်းပြီးတော့ PDF ပြောင်းလိုက်လို့ရတယ် page maker ကနေ PDF ပြောင်းလာကြတော့ဘယ်လိုလုပ်ပြီးလို့ရမလဲဆိုရင် online converter ကနေပြီးတော့ပြောင်းပြီးလို့ရမယ်ဒါဆိုအခုတော့စေဒီမှာ page maker တွေရိုက်ထားပြီးစီးမယ်အဲ့တော့ page maker တွေက file ကို PDF အနေနဲ့ပြောင်းမှု address ဆိုရင်ဒီ file လေးကိုအရင်တင်ထားလိုက်မယ် file name က save as နဲ့ ဘယ်မှာသိမ်းထားပြီမလဲဆိုရင် desktop ပေါ်မှာပဲသိမ်းထားလိုက်တယ်နော်အဲ့တော့ desktop ပေါ်က file file နဲ့သိမ်းထားလိုက်တယ်နော် file pamphlet ဆိုတဲ့နာမည်နဲ့ page maker ကို save လုပ်ထားလိုက်အဲ့ save လုပ်ထားပြီးရင်သူက online အနေရှာမှာဖြစ်တဲ့အတွက်ဒီမှာ browser လေးကိုဖွင့်ထားမယ်အဲ့တော့ဒီ search box ထဲမှာဘာအကြောင်းအလေးရှာပြမယ်ဆိုတော့ converter page maker 2ဘာလေးကိုကြွားချင်တာလဲဆိုတော့ pdf converter as we page maker to pdf converter online free ဆိုတာရိုက်ထည့်ပေးရမယ်။ဒါဆိုအခုကတော့ဒီမှာရိုက်ထည့်တာပြတာကိုတန်ပြီးရေးလိုက်တာနော်။အဲ့တော့ page maker to pdf converter online free ဆိုတာ online ရနေပြီးတော့ free download ဆွဲရလို့လိုချင်တာမဟုတ်ဘူးနော်။အဲ့တော့ online free ဆိုတာကိုရွှေ့ပေးရမယ်။အဲ့တော့ page maker ကနေပြီးတော့ pdf ပြောင်းခြင်းနေဆိုရင် browser ထဲမှာအရင်ဆုံး google.com ကိုရိုက်ထည့်မယ်။ ် uk.com လို့ရိုက်ထည့်ပြီးသွားရင်ဒီ search box ထဲမှာရိုက်ထည့်ရမှာက page maker to pdf pdf co and converter ဒီမှာစာလေးတက်လာပြီနော် converter free download မသုံးဘူးနော် pdf converter online free online free အဲ့တော့ page maker သူ PDF online free ပေါ့နော်အဲ့တော့ convert လုပ်ချင်တာဘယ်ကနေလုပ်ချင်ဆို online ကနေပြီးတော့ free လုပ်ချင်တာဒါလေးအရင်ရိုက်ထည့်ပေးမယ် online free အဲ့ဆိုရင်ဒီ list ထဲမှာမြင်ရတဲ့ထည့်ကဒီအောက်က page maker as pdf online or free ဆိုတဲ့ထိတ်ဆုံးစာလေးရှိတယ်နော်အဲ့ဒါလေးမှာ click နေလိုက်ဒါမှမဟုတ်လေဒီအောက်ကစာသွားလေးရတယ်အဲ့ပထမဟာတစ်ခုကိုဒီလိုကြီးလိုက်တယ်ပြောင်းတဲ့ box မပေါ်လာအောင်ဆို back နဲ့ပြန်သွား နော်ဒီအောက်တစ်ခုထပ်ရှာလိုက်ပေါ့ convert page maker to pdf online ဒီလိုမျိုးလေးထပ်ရှာလိုက်ပြီးရင်သူက free လုပ်တဲ့ဟာလေးကြာလာတယ်နော်ဒါဆိုရင်သူက web page နောက်တစ်ခုကြာမယ်နောက်တစ်ခုဒီအောက်မှာရှိရယ် quick online free နော်အဲ့ဒါလေးတွေတခုချင်းနှိပ်တော့ကိုအဆင်ပြေတဲ့ဟာလေးရွေးလို့ရတယ်ဒါဆိုရင်တော့ဒီမှာ convert to pdf ဆိုတာရှိတယ် pdf to convert ဆိုတာရှိတယ်ဒါဆိုဒါလေးကိုရွှေ့လိုက်ပေါ့နော်ရွေးပြီးရင် choose a file ကိုရွှေ့လိုက် ကျူးစီဖိုင်ကိုရေးပြီးရင်ကိုဖိုင်တင်ထားတဲ့လမ်းကြောင်းလေးကိုရှာပေးရမယ်။ desktop ပေါ်ကဘယ်ထဲမှာရှိမလဲဆိုရင် page maker အဲ့မှာရှိမှာပေါ့နော်။ desktop ပေါ်က page maker file လေးတစ်ဖိုင်ဖွင့်လိုက်မယ်။မဆိုရင် page maker ရှိမယ်။အပုံမမြင်ရရင်ဒီအောက်ဘက်က offline လေးကိုရွှေ့လိုက်နော်။ဒါဆိုရင်တော့ဒီမှာ simple paper color တွေပါပြီးမြင်ရလိမ့်မယ်။ letter cover တွေမြင်ရလိမ့်မယ်။မှတ်ချက်မိတော့။ဒါဆိုဒီမှာက PDF တုံးလို့မရဘူးဒီလိုကြက်စီခဲ့ပြရနော်အဲဆိုဒါကိုပြလိုက်ဒီ software နဲ့ဒါနဲ့တုံးကိုအဆင်မပြေဘူးအဲဆိုနောက်တစ်ခုထပ်ရှာ free download အဲသူကတော့ free download ထက်စာရင် online converter ကိုရှာလိုက်တာပါမယ် PageMaker to PDF online converter နော်အဲ့လိုလေးရှာလိုက် online converter ဆိုရင်ကြောင်းတာဖြစ်သွားလိမ့်မယ် PageMaker to PDF online free ပေါ့နော် enter ခါလဲအဲဒါဆို PMD file လေးကို PDF online free သုံးလို့ရတယ် PMD to PDF online သုံးလို့ရတယ်ဒါဆိုဒီဟာလေးကိုရွေးကြည့်မယ်ကလင်းနေတာအဲဒါဆိုဒီလိုမျိုး box လေးကြာလာရင် ATM မှာဒီမှာ convert file ယူလိုက်လို့ရတယ်နော် choose file ယူလိုက်အဲ့ choose file လေးကနေခုပြောင်းတင်နေဆိုတော့ letter cover ကိုနှိပ်လိုက်။အဲ letter cover ကိုနှိပ်ပြီးသွားရင်ဒီမှာ letter cover.pmd လို့ဝင်သွားနိုင်တယ်။ ဒီမှာတက်ကက် format ကဒီမှာ PMD ဖြစ်ရမယ်เนาะအခုလောလောဆယ်ဒီမှာ PMD တွေရေးထားပြီးသားပြီးရင်တော့ဒီမှာ convert now လေးနဲ့သွားတာ convert now နဲ့ဒါလဲပြီးတော့ဒီအောက်မှာပြောင်းပြီးသားနာမည်တက်လာတယ်เนาะအဲ့တော့ပြောင်းပြီးသားနာမည်တက်လာရင်တော့အဲ့ပြောင်းပြီးသားနာမည် PDF နာမည်မှာအခုလက်ပုံဖြစ်တယ်เนาะဒါ click နေလိုက် click နေရင်တော့ဒါ PDF file ပွင့်သွားနေမယ်အဲ့ပွင့်သွားရင်တော့သူ့ကိုကတင်းကျင်တာဖြစ်တဲ့အတွက်ဒီညာဘက်ထိတ်ဆုံးထောက်မှာရှိတယ်ဒီ PDF file ညာဘက်ထိတ်ဆုံးထောက်မှာသူကဒီမှာ download ဆိုတာလေးရှိအဲ့လေး download လေးနှိပ်လိုက် အဲ့လို download နေပြီးမှကိုသိမ့်မဲ့ file နှောင်းအောင်ရွေးပြီးတော့ဒီမှာရိုက်ထည့်လိုက်ရမှာနော်အဲ့ဒီမှာ file နှောင်းလေးကိုကကိုနံပါတ်လေးရိုက်ထည့်လိုက်ပေါ့နော် pp လို့ပါနံပါတ်ရိုက်ထည့်လိုက်ဒါပေမဲ့ဒီအောက်မှာ save as type ကတော့ pdf ဖြစ်သွားပြီပြီးရင် okay နဲ့ထွက်လိုက်ဒါဆိုရင်တော့ online ကနေ pdf ပြောင်းလာလေးရပါလိမ့်မယ်နော်